ရာသီဥတုအရန်ပူတဲ့အချိန်မှာ fresh ဖြစ်ပြီးတော့လုံးဝ spicy ဖြစ်ဖြစ်လေးနဲ့အကြိုက်ဆွဲမဲ့ရေမွေးမျိုးစိတ်ဝင်စားရဆိုရှင်ကျွန်တော်ခုပြပြမယ်ရေမွေးကိုတုံးကြည့်တင်တယ်။ဟယ်လိုအားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ပြပြမယ်ရေမွေးကတော့ဒါ Amwa Shit Enclave လို့ခေါ်တယ်ပေါ့နော်။ဆိုတော့ဒီ Enclave ကဒါကျွန်တော်စပြောခဲ့သလိုပဲ fresh ဖြစ်တဲ့အနှံ့ကိုမှ spicy ဖြစ်ဖြစ်လေးနဲ့တော်တော်ကြီးကိုဆွဲတဲ့ရေမွေးတစ်ခုလို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော် Enclave ရဲ့ အနှံ့လေးကိုစိုက်ပြုတ်လိုက်အောင် enclave no breakdown ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မြင်ရမှာက spearmint ကိုမြင်ရမှာပေါ့နော်ဆိုတော့ main ရဲ့အမျိုးအစားနောက်ထပ်ကွဲတဲ့ဟာတစ်ခုပဲအဲ့ဒါကိုမှ cardamom နဲ့ cinnamon နဲ့ပေါင်းထားတယ်ဆိုတော့ fresh spicy နဲ့ warm spicy ကိုထည့်ထားတယ် amber extreme ဆိုတာကိုထည့်ထားတယ်ပေါ့နော်ဆိုတော့ amber အနှံ့လေးပုံမှန်ဆိုလို့ရှိရင်နော်တော်တော်ကြီးနွေးတဲ့အထည်ကိုသွားတယ်ဆိုတော့ဒါအောင်မှ amwash ကသူတို့လိုသူတို့ click ထားတဲ့ဟာပေါ့လေ enclave ရဲ့ idea ကထူးထူးဆန်းနေကျွန်တော်ပုံမှန်မြင်နေကြရေမွေ့နေတော့မတူဘူးပေါ့နော်ဆိုတော့သူ့ရဲ့ idea ကဘာလဲဆိုတော့ enclave ရဲ့ idea ကသူကပူတာနဲ့အေးတာနဲ့ ိုင်းတစ်ခုကို contrast လုပ်ထားဟိုဒီကောင်ဆွတ်လိုက်တယ်ဆိုလို့ရှိရင်တကယ်ကြီးအဲ့လိုမျိုးပဲပူတဲ့နဲ့လည်းရတယ်အေးတဲ့နဲ့လည်းရတယ်အဲ့ဒါအောင်မှ harmony ကြာနေနဲ့သွားနေရပါတော့ so nice so i'm washing and cliff ကပထမဆုံးဆွတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော် fresh ဖြစ်တဲ့ main အနံ့ကိုရလိုက်မယ်အဲ့ဒါကိုမှ နောက်ကနေပြီးတော့ cinnamon အနှံ့လေးရပါနေရပါဘောနော်ဆို cinnamon က the warm spicy ဖြစ်တဲ့သဘောတရားရှိရဲအဲ့ဒါကိုမှတော့ mint နဲ့ပေါင်းတာဆိုတော့တော်တော်လေးအဖွင့်အလှလေးလို့ပြောလို့ရတယ် strong လဲတော်တော်လေးဖြစ်တယ်ဒီကောင်ဆွတ်လိုက်တာနဲ့ wow ညနေနေ့ပိုင်းပွင့်သွားပြီးတော့ energize ဖြစ်သွားမယ့်ဟာမျိုးပေါ့နော်ဆိုတော့တော်တော်လေး energetic ဖြစ်တဲ့အဖွင့်ရှိရလို့ပြောလို့ရတယ်ဆိုပြီးတော့လည်းနည်းနည်းကြလို့ရှိရင်တော့ amber အနက်ကလိုက်လာရပေါ့နော်ဆိုတော့ဒီကောင်ကတော့အရင်ကြီးတော့ဟို no breakdown ဟာလာစလဲအဆုံးအရင် change ဖြစ်သွားတဲ့အထဲမှာတော့မပါဘူး permanent ဆုတယ်ဆိုလို့ရှိရင်စရမယ် mid ကစနေပြီးတော့နောက်ထပ်အဆုံးထိပါသွားတယ်ပြီးတော့ရှိရင်တော့ middle လောက်မှထွက်လာတဲ့ amber ကတောက်လျှောက်ပါသွားမှာပေါ့နော်ဆိုတော့ drying down ရောက်သွားတဲ့အခါကျလို့ရှိရင်တော့ဒီကောင်ကတော်တော်လေးနွနွထွေးထွေးလေးနဲ့ fresh ဖြစ်နေတဲ့ရေမွေးအနက်မျိုးသွားတာ Enclave ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ရေမွေးရမှာပါတယ်လို့ပြောလို့ရတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီကောင်ကိုရာသီဥတုပူတဲ့ချိန်မှာဆိုလို့ရှိရင်ရမယ် experience နဲ့ရာသီဥတုအေးတဲ့ချိန်မှာဆိုလို့ရှိရင်ရမယ် experience နှစ်ခုဟာတူမနေလို့ပေါ့နော်။အာဘယ်လိုမျိုးနဲ့ကွဲလဲဆိုတော့ကျွန်တော်ပြမယ်။ကျွန်တော်ဆိုလို့ရှိရင်ဒီကောင်ကိုရန်ကုန်မှာဆွတ်သွားဆိုလို့ရှိရင်ကျွန်တော်အစက describe လုပ်ထားတယ်။ဒါ mint နဲ့ဟာလာ amber နဲ့ enamel ပုံစံမျိုးအဲ့လိုမျိုးလေးရတယ်။ဒါပေမဲ့ကျွန်တော်တောင်ကြီးကိုသွားတဲ့ချိန်မှာရာသီဥတုတော်တော်လေးအေးတဲ့ချိန်မှာဒီကောင်ထုတ်ဆွလိုက်တဲ့ခါကျတော့ဘာနဲ့တော့တူလဲဆိုတော့ roja inigma နဲ့သွားပြီးတော့တူတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ရမ်းချက်က roja inigma ဒါ လုံးဝဟို sparkling coca-cola တို့ဘက်ကိုအနဲ့အဲ့လိုပုံစံမျိုးနဲ့သွားပြီးတော့ဒီကောင်ကဆင်းတယ်အဲအဲ့ဒါကိုမှနောက်တစ်ခေါက်ထပ်ပြီး try ကြည့်တော့လေကလုံးမှသွားပြီး try ကြည့်လို့ yes still the same ဟိုကလောမာတော့ကလည်း Roger Enigma အနှံ့နဲ့သွားပြီးတော့လည်းတူတယ်ပေါ့နော်ဆိုတော့ Enclave Carter ကိုလိုကဒီကောင်ဝင်ထားရဆိုလို့ရှိရင်အနှံ့နှမျိုးသုံးနေရတယ်လို့ဖြစ်သွားမှာပေါ့နော်ရာသီဥတုရဲ့အချိန်မှာအဲတမျိုးရလိမ့်မယ်ရာသီဥတုပူတဲ့အချိန်မှာကျတော့ Fresh Spicy Amber အနှံ့ကိုရသွားလိမ့်မယ်ဆိုတော့ရေမွေးတစ်ခုထဲမှာအနှံ့တမျိုးရနိုင်မယ်ရေမွေးလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ရေမွေးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်ဘသူတွေပဲအချိန်မှာဆွတ်လို့ရလဲဆိုလို့ရှိရင်တော့ဒါကတော့အာပုံစံကွဲသွားနိုင်မယ်ဒီရေမွေးကိုဆွတ်မယ်ဆိုလို့ရှိရင်တော့ကိုယ်ကတော်တော်လေး confidence ရှိမှရမယ်ပေါ့နော်အထာ ကြတဲ့ပုံစံမျိုးဖြစ်တာမလို့ဒါယောက်ျားလေးကမင်းကလေးလိုဆုလို့ရတယ်ဒါပေမဲ့နည်းနည်းလေးတော့ရဲတင်းမှုလိုလိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အနှံ့ပုံစံခရီးရဲတင်းပုံစံမျိုးတော့တဲ့အနှံ့မျိုးဖြစ်တာကြောင့်မလို့ကိုကတော့ confidence ရှိမှပဲဒီကောင် pull off လုပ်နိုင်မှာလို့ကျွန်တော်တို့မြင်နေ။အချိန်နေနေရာတွေကတော့ဒါကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာဆုလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီကောင်ဘယ်နေရာမှာပို့ပြီးဥစားပေးနေတယ်ဆိုတော့ညဘက်တွေဆုလို့ကောင်းတယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့လို့ရှိရင် office ဒီမှာ show me sweet ကောင်းတယ်ပေါ့နော် office ကိုမှကိုက manager ပိုင်းအကြီးပိုင်းရာလူရထားရင်ပူပြီးရစိတ်ချရတယ်ပေါ့နော်အငွေပိုင်းနေဆိုလို့ရှိရင်တော့တင်ပြီးဆွလို့မလိုက်မထင်းမှာပါတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့နည်းနည်းလေးဒီကောင်က powerful ဖြစ်တာမို့လို့နည်းနည်း commanding ဖြစ်တာမို့လို့ပေါ့နော်ကိုကဩဇာအာဏာရှိတဲ့ပုံစံမျိုးသွားမို့လို့ဒါ manager ပုံစံမျိုးနဲ့ပူပြီးရထိုင်လိမ့်မယ်။ so the enclave ကိုကျွန်တော်တို့ rating လေးနည်းနည်းပေးလိုက်အောင် sound quality solution တော့ကျွန်တော်ဒီကောင်8.5ပေးလို့ရတယ်ဗောနော်တော်တော်ကြီး quality ကောင်းတဲ့အနေနဲ့တစ်ခုလို့ပြောလို့ရတယ်ပပလီ amber ကနည်းနည်းလေး scratchy ဖြစ်တာကြောင့်မို့လို့ကျွန်တော်တို့0.5လေး 1.5လေးရှော့ထားပါဘူး။ဒါပေမဲ့အဲ့ဒီဟာလို့တော်တော်လေးကောင်းတဲ့ plan တစ်ခုလို့ပြောလို့ရတယ်။ဆိုတော့ sound quality တော့ကျွန်တော်တော့8.5 longevity ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်း10မှတ်မှာကျွန်တော်10မှတ်ပေးလို့ရတယ်ပေါ့နော်။တော်တော်ကြီး longevity ကောင်းတယ်လို့ပြောလို့ရတယ်။ဒီကောင်းနှစ်ချက်လောက်ဆွတ်ထားရဆိုလို့ရှိရင်လုံးဝ at least at least အနည်းဆုံး12နာရီလောက်ဆွဲလိမ့်မယ်။အနည်းဆုံး12နာရီလောက်ဆွဲလိမ့်မယ်။ အဲ့ဒါကိုမှရေမချိုးမချင်းတောက်လျှောက်ကြီးကိုဆွဲနေအောင်ပါဗောနော်ဆိုတော့တော်တော်ကြီးကို longevity ကောင်းတဲ့အနေဖြစ်တာကြောင့်မလို့စဉ်းမှတ်ပေးလို့ရတယ် versatility ဒါကတော့နည်းနည်းလေးခတ်သွားလိုက်မယ်ဗောနော်ဒီကောင်က fresh spicy ကိုမှရေရဲတင်းတင်းသွားတဲ့အနေမှုလို့ဒါလူတိုင်းနဲ့တော့ live ဖတ်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကောင်ကိုစဉ်းမှတ်မှာခုနှစ်မှတ်ပေးလို့ရတယ်ဗောနော်ဒါပေမဲ့ကိုယ်လူရဲ့ personality ကလုံးဝ like i don't care ငားငါပဲဆိုပြီးအဲ့လိုမျိုးအထာမျိုးနဲ့နေရတဲ့သူဆိုလို့ရှိရင်တော့ဒီကောင်ကတော့ versatility ကိုယ်လူတို့ကတော့စဉ်းမှတ်မှာစဉ်းမှတ်ရပါလိမ့်မယ် compliment factor ဆယ်ယောက်မှာဘယ်နှယောက်ကြိုက်မလဲ ဆယ်ရောက်မှဆိုလို့ရှိရင်တော့ဒီကောင်ကနည်းနည်းလေးကြိုက်ဖို့ခက်တယ်ထဲမှာပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ compliment factor ကိုဆယ်မှတ်မှာ6မှတ်ပေးမယ်ပေါ့နော်ဟိုတချို့လူတွေကတော်တော်လေးသဘောကျနေမယ်တချို့လူတွေကတိတ်ပြီးသဘောကျမှာတော့မဟုတ်ဘူးဒီကောင် strong ရင်ဖြစ်တာမို့လို့ဒါ personality နဲ့လည်းဆိုင်တယ်ပေါ့နော်ဟို soft ဖြစ်တဲ့လူတယောက်ကဒီမျိုးဆက်ထားရဆိုရှင်သူနဲ့လုံးဝလိုက်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ compliment တော့ရမှာမဟုတ်ဘူးဒါပေမဲ့ကိုယ်ကလုံးဝဘိုးဖြစ်ဖြစ်နေဟာ facial hair ပဲထားအဲအဲ့လိုမျိုးဟိုလုံးဝ အထာကြကြနဲ့ sexy ဖြစ်ဖြစ်မျိုးဝတ်တဲ့သူမျိုးဆိုလို့ရှိရင်တော့ဒီရေမွေးနဲ့တော်လေးတိုက်ဖက်ပြီးတော့အဲ့ခါကျလို့ရှိရင် compliment တွေတော်တော်လေးရမှာဖြစ်တယ်။ Alright ဒါကတော့ M1 Share English ကြောင့်နည်းနည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီရေမွေးစံသုံးကြီးနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ခွဲဖြစ်တဲ့ဒီကမှန်သူစကနေပြီးဒီကနေဝယ်ပြီးတော့စံသုံးကြီးလို့ရပါတယ်။ဒီလိုမျိုးနောက်ထပ် video ကြီးကြီးနေဆိုလို့ရှိရင်လည်းကျွန်တော် page ကို like follow save star ဘူးလေမေးပါနဲ့။နောက်ထပ် video တစ်ခုမှထပ်ပြီးတွေ့မယ်။ Trusty bye. Peace.